ဒီနေ့ကနိဗ္ဗာန်အကြောင်းကိုပြောပြမှာဖြစ်ပါတယ်နိဗ္ဗာန်အကြောင်းကဝိပဿနာဆိုတဲ့အပိုင်းမှာပြောခဲ့တဲ့အတိုင်းပဲပေါ့နော်ဒီနိဗ္ဗာန်ရဲ့သဘောတရားတွေသူ့ရဲ့ဂုဏ်အင်္ဂါတွေအများကြီးရှိရဲ့ထဲမှာမှရှင်းပြပေးချင်တာကတော့လောဘဒေါသမောဟမရှိဘူးဆိုတဲ့ဒီ၃ချက်ထဲနဲ့ ရှင်းပြပေးပါဘောเนาะတချို့ကကြတော့ဒီလောဘဒေါသမောဟဆိုတဲ့ဒီသုံးချက်ထဲနဲ့ပြောရင်မလုံလောက်ဘူးဘောเนาะအဲ့ထက်များတဲ့ခိတ္တတာတွေကိုပြောပြမှနိဗ္ဗာန်ရဲ့အရေးအသွေးတွေကိုပိုပြီးပေါ်လွင်မယ်ဆိုပြီးတော့တော့ပြောကြတယ်ဒါပေမဲ့ဒီသုံးချက်ကလည်းတကယ်တော့အဲ့များတဲ့ခိတ္တတာတွေကိုပြန်ချုပ်လိုက်တဲ့အခါမှာဒီသုံးချက်ပဲရတယ်ဘောเนาะတချို့ကဒီသုံးချက်တွေပြောတဲ့အခါမှာ တိတ်ပြီးတော့မထိရောက်ဘူးလို့ထင်ကြရပါတော့။ဒါပေမဲ့တကယ်တမ်းဒီလောဘဆိုရဲလိုချင်မှုဆိုရဲလောဘတွေမရှိဖို့စိတ်ဆိုးမှုဆိုရဲစိတ်ကြမ်းတမ်းမှုဆိုရဲဒေါသတွေမရှိဖို့စိတ်ရဲ့တွေးဝေမှုမသိမှုဆိုရဲမောဟတွေကိုယ်စီမှာလုံးဝကင်းသွားဖို့ပေါ့နော်ခဏခဏတစ်ဖြုတ်မရှိတော့တာမဟုတ်ဘဲနဲ့လုံးဝကင်းသွားဖို့ဆိုတာကြတော့လုံးဝမလွယ်ဘူးဆိုတဲ့ကိစ္စရဲ့အဒီရဲ့ နက်နဲတဲ့သဘောတရားတွေကိုဒီနေ့ပြောပြမှာပေါ့နော်ဒီနေ့ပြောမယ့်နေရာမှာတုတ်က၃ခုရှိရပေါ့နော်ဒီတုတ်၃ခုကနိဗ္ဗာန်ကိုပြောတဲ့အခါမှာသင်္ခတဆိုတာကြတော့ဒီလောကကြတော့လောကကိုသင်္ခတလို့ပြောပြီးတော့နိဗ္ဗာန်ကိုကြတော့အသင်္ခတပေါ့နော်သင်္ခတဆိုတာကတော့အကြောင်းအကြောင်းဖြစ်တဲ့သဘောတရားပေါ့အသင်္ခတဆိုတာကတော့နိဗ္ဗာန်ကိုရည်ညွှန်းပြီးတော့ပြောကြတယ်အကြောင်းအကြောင်းအကြောင်း အကြောင်းနဲ့မဆိုင်တဲ့အရာပေါ့နော်နိဗ္ဗာန်ဒီလိုမျိုးနဲ့ညီမှန်းပြီးတော့အတင်ကတာလို့ညွှန်ထားရပေါ့နော်အဲ့ဒီအတင်ကတာဆိုရဲလက္ခဏာတုတ်ရဲ့တင်ကတာလက္ခဏာတုတ်ရဲ့နောက်တစ်ခုကနေဗူဒတုတ်ရဲ့ဆိုပြီးတော့နော်အဲ့ဒီ၃တုတ်ကိုဒီနေ့ဖတ်ပြပြီးတော့နည်းနည်းရှင်းပြပြပေါ့နော်နေဗူဒတုတ်ကကြတော့နိဂေထဲမှာဆိုရင်အင်ဂုတ်တရနိဂေ အင်္ဂုတ္တရနိကေတိကနိပတ်တိကနိပတ်ဒုတိယပန္နာတကဗျမနာဝတ်နိဗ္ဗူတတုတ်ထိုအခါဇာနုဇာနုတောနိပုံနာသည်မြတ်စွာဘုရားအထံသို့ချိတ်ကပ်ပြီးလျှင်တခုသောနေရာ၌ထိုင်လျက်မြတ်စွာဘုရားအားအရှင်ဂေါရမကိုယ်တိုင်သိမြင်ထိုက်သောနိဗ္ဗာန် ကိုယ်တိုင်သိမြင်ထိုက်သောနိဗ္ဗာန်ဟုဆို၏အရှင်ဂေါရမအဘယ်မျှဖြင့်နိဗ္ဗာန်သည် ကိုယ်တိုင်သိမြင်ထိုက်ပါသည်။အခါမလင့်အကျိုးကိုပေးပါသည်။လာလှဲ့ရှုလဲ့ဟု ဖိတ်ခေါ်ပြထိုက်ပါသည်။မိမိကိုယ်ထဲစိတ်ထဲ၌ဆောင်ယူထားထိုက်ပါသည်။အရိယာပညာရှိတို့သာ ကိုယ်စီကိုယ်ငှတိနိုင်ခံစားနိုင်ပါသည်ဟုလျှောက်၏။ပုံနာ ရာဂဖြင့်တဆွန်းသောသူသည် ရာဂနှိမ့်ဆက်ဖြီးစည်းအပ်သည်ဖြစ်၍ရာဂဖြင့်တင်းကျုံဆွဲဆောင်အပ်သည်စိတ်ရှိရာဂမိမိဆင်းရဲရန်လဲကြံစီ၏သူတစ်ပါးဆင်းရဲရန်လဲကြံစီ၏မိမိသူတစ်ပါးနှစ်ပါးစုံဆင်းရဲရန်လဲကြံစီ၏စိတ်ကိုဆွဲမိ၍ဖြစ်သောဆင်းရဲခြင်းနှလုံးမသားခြင်းကိုလည်း ခံစားရ၏ယာဂကိုပယ်ခွာလိုက်တော့မိမိဆင်းရဲရန်လဲမကြံစီသူတပါဆင်းရဲရန်လဲမကြံစီမိမိသူတပါနှစ်ပါးစုံဆင်းရဲရန်လဲမကြံစီစိတ်ကိုဆွဲရဖြစ်သောဆင်းရဲခြင်းနှလုံးမသားခြင်းကိုလည်းမခံစားရပေပုံနာဤသို့လျှင်နိဗ္ဗာန်သည် ကိုယ်တိုင်သိမြင်ထိုက်၏ဒီမှာရာဂစရာလောဘလိုချင်မှုပြတာပဲနော် ပုံနာဒေါသဖြစ်ဖြစ်စီအပ်သူသည်အရှိအအတိုင်းပဲဗောနော်ပုံနာမောဟဖြစ်တွေ့ဝေသူသည်ဒါအတူချုံးလိုက်ရပါဗောနော်ဒေါသနဲ့မောဟကိုတို့ချုံးပြီးတော့မောဟနှိပ်စီနှိပ်ဆက်ဖြစ်ဖြစ်မောဟနှိပ်ဆက်ဖြစ်စီအပ်သည်ဖြစ်၍မောဟဖြစ်တင်းကြုံဆွဲဆောင်အပ်သည်စိတ်ရှိရကားမိမိဆင်းရဲရန်လဲကြံစီဤသူတစ်ပါးဆင်းရဲရန်လဲကြံစီဤ မိမိသူတပါးနှစ်ပါးစုံဆင်းရဲရန်လဲကြံစီ၏စိတ်ကိုဆွဲမိ၏ဖြစ်သောဆင်းရဲခြင်းနှလုံးမသာခြင်းကိုလည်းခံစားရ၏မောဟကိုပယ်ခွာလိုက်သောမိမိဆင်းရဲရန်လဲမကြံစီသူတပါးဆင်းရဲရန်လဲမကြံစီမိမိသူတပါးနှစ်ပါးစုံဆင်းရဲရန်လဲမကြံစီစိတ်ကိုဆွဲမိ၏ဖြစ်သောဆင်းရဲခြင်းနှလုံးမသာခြင်းကိုလည်းမခံစားရပေ ုံနာဤသို့လည်းနိဗ္ဗာန်သည် ကိုယ်တိုင်သိမြင်ထိုက်၏ပုံနာဤသူသည်အကျဉ့်မဲ့ရာဂကုံညာနိဗ္ဗာန်ကိုခံစားရ၏အကျဉ့်မဲ့ဒေါသကုံညာနိဗ္ဗာန်ကိုခံစားရ၏အကျဉ့်မဲ့မောဟကုံညာနိဗ္ဗာန်ကိုခံစားရ၏ပုံနာဤသို့လျှင်နိဗ္ဗာန်သည် ကိုယ်တိုင်သိမြင်ထိုက်၏အခါမလင့်အကျိုးပေး၏လာလက်ရှုလက်ဟု ဖိတ်ခေါ်ပြထိုက်၏မိမိကိုယ်ထဲစိတ်ထဲ၌ဆောင်ယူထားထိုက်၏ အရိယာပညာရှိတို့သာ ကိုစီကိုငှသိနိုင်ခံစားနိုင်၏ဟုဟောတော်မူ၏အရှင်ဂေါရမတရားတော်သည်အလွန်နှစ်သက်ဖွယ်ရှိပါပေ၏အရှင်ဂေါရမသည်အကျွန်ုပ်ကိုယနေ့မှစ၍အသက်ထက်ဆုံးယတနာသုံးပါးကို ကိုးကွယ်စည်းကပ်သောဥပဒကားဟုမှတ်တော်မူပါဟုပြော၏အဲဒါဆိုတော့ဒီတုတ်ပြန်ပြီးပြီနော်နောက်တစ်ခုကသင်္ခတလက္ခဏာတုတ်ဒီတုတ်ကအင်္ဂုတ္တရနိကေတိကနိပတ် ထမပဏာတကສຸລະວະຕິງຄະດະລັກຄະນາໂຕຍະຫັນໂຕຕິງຄະດະຕຽາອີຕິງຄະດະຫູຫມັດຈອງລັກຄະນາໂຕດີອີ3ມືໂຕດີອະເບ3ມືໂຕນີ້ຫູມູຜິດຊင်းອຸປະລັກຄະນາດີຖິ່ນຊາອີປຽດຊင်းເບນລັກຄະນາດີຖິ່ນຊາອີອຸປະອຂາຍອິດັນອີປ່ຽງແລຈင်းຖີລັກຄະນາດີຖິ່ນຊາອີ ယဟန်တို့သင်္ခတတရား၏သင်္ခတဟုမှတ်ကြောင်းလက္ခဏာတို့သည်ဤသုံးမျိုးတို့ပေသည်ဟုမိန့်တော်မူ၏သင်္ခတရဲ့အဓိပ္ပာယ်အကြောင်းတရားတို့စုပေါင်းပြုအပ်သောသဘောလက္ခဏာရဲ့အဓိပ္ပာယ်ဤတရားသဘောကသင်္ခတဖြစ်သည်ဟု သိကြောင်းအမှတ်အသာဒါသင်္ခတဆိုတာကတော့လော့ကီပေါ့နော်လော့ကီလို့ဤညွှန်းကျင်တဲ့သင်္ခတပေါ့နော်အသင်္ခတကြတော့နိဗ္ဗာန်ကိုညွှန်းကျင်တာ အသင်္ကရာတုတ်ကလည်းအင်္ဂုတ္တနိကေတိကနိပတ်ပထမပဏ္ဏတကစူလဝတ်အသင်္ကရာလက္ခဏာတုတ်ယန္တုအသင်္ကရာတရားဤအသင်္ကရာဟုမှတ်ကြောင်းလက္ခဏာတို့သည်ဤသုံးမျိုးတို့သည်အဘယ်သုံးမျိုးတို့နည်းဟုမူဖြစ်ချင်းဥပလက္ခဏာသည် မထင်ရှားပေ ပြက်ချင်းဘင်လက္ခဏာသည် မထင်ရှားပေဥပအခိုက်အတန့်ဤပြောင်းလဲခြင်း ထေလက္ခဏာသည်မထင်ရှားပေယဟန်တို့အသင်္ကရတရားဤအသင်္ကရဟုမှတ်ကြောင်းလက္ခဏာတို့သည်ဤသုံးမျိုးတို့ပေသည်ဟုမိန့်တော်မူ၏ဒါတော့နိဗ္ဗာန်နဲ့ယဉ်ညွန်းတဲ့အသင်္ကရနဲ့ဆိုင်တဲ့တုတ်တန်လေးတစ်ခုပေါ့နော်အဲ့တော့ဒီနေ့နိဗ္ဗာန်အကြောင်းမှာအဓိကတည်ထားမှာကြတော့ခုနပြောခဲ့သလိုပဲနှစ်မျိုးရှိရပါတော့တချို့ကြတော့ ဒီလောဘဒေါသမောဟဆိုတဲ့၃မျိုးထက်နဲ့အဲမြတ်စွာဘုရားဟောထားတဲ့ဟာကသူကမလုံလောက်ဘူးလို့ပြောကြတယ်ဗောနော်ဒီ၃မျိုးထဲနဲ့ဆိုရင်အဲနိဗ္ဗာန်ရဲ့သဘောတရားကိုပေါ်ပေါ်လွင်လွင်မတတ်မှန်နိုင်ဘူးလို့ပြောကြတယ်ဗောနော်ဒီပြောမယ်ဆိုတော့ဒီလောဘဒေါသမောဟလုံးဝမရှိတာကမရှိတဲ့သဘောတရားကိုနိဗ္ဗာန်ရဲ့ မရှိဘူးဆိုတာနိဗ္ဗာန်ရဲ့လက္ခဏာလို့မြတ်စွာဘုရားဟောထားတာပေါ့နော်အဲ့ဒါအောင်မှတချို့တွေကဒီဒီလိုလောဘဒေါသမောဟမရှိုံနဲ့ဒီဒါအောင်နိဗ္ဗာန်လို့သတ်မှတ်ထားတာကဘယ်လိုပြောမလဲတိတ်ပြီးတော့မပြည့်စုံတဲ့သဘောအနေနဲ့ပြောကြတယ်အတိုင်းမဲ့မဟုတ်ပါဘူးနော်ဒီလောဘဒေါသလိုချင်မှုဆိုတဲ့လောဘစိတ်ကြမ်းတမ်းမှုဆိုတဲ့ဒေါသနော်မတိမှုတွေ့မှုဆိုတဲ့မောဟဆိုတဲ့ဒီတရားသုံးမျိုးရဲ့ လုံးဝမရှိဘူးဆိုတာမလွယ်ပါဘူးเนาะဒါကိုယ်စိတ်ကိုပြန်ပြီးတော့စဉ်းစားဆင်ခြင်လိုက်ရင်ကိုယ်တိုင်းအတည်ဆုံးဖြစ်ပါလိမ့်မယ်အဲတော့တချို့ယာဒီ၃မျိုးလောက်ကိုနိဗ္ဗာန်လို့ငဲစွာပြဟောရတာကိုမပြည့်စုံဘူးလို့ထင်ကြရပါတော့ပြောချင်ကြတဲ့အတွက်ကြောင့်မလို့ဒါလေးရှင်းပြပေးတာပါတချို့ကြတော့လေနိဗ္ဗာန်ကိုဘုံဌာနတစ်ခုအနေနဲ့သတ်မှတ်ကြရပါတော့ဒါကတော့အပြင်လူတွေကသတ်မှတ်ကြပါတော့ ဒီရလည်းနိဗ္ဗာန်ကဘာမှမရှိတော့ဘူးဆိုပြီးတော့အဲကြောက်ကြရလို့လည်းရှိတယ်။ဒါသဘောတရားတော့ဒါပါပဲ။လိုချင်မှုဆိုရင်လောဘရှိတာကြတော့လောကီဖြစ်ပြီးတော့လိုချင်မှုတွေလုံးဝမရှိတော့တာတခုတည်းတော့မဟုတ်ဘူးနော်။လိုချင်မှုဆိုရင်လောဘရှိတာစိတ်ကြမ်းတမ်းမှုဆိုရင်ဒေါသရှိတာစိတ်ရတွေ့မှုမသိမှုဆိုရင်မောဟရှိတာတွေကလောကီ အရာဖြစ်ပြီးတော့ လိုချင်မှုဆိုတဲ့လောဘတွေမရှိတာစိတ်ကြမ်းတမ်းမှုဆိုတဲ့ဒေါသတွေမရှိတာစိတ်ရဲ့မတိမှုတွေ့မှုဆိုတဲ့မောဟတွေလုံးဝမရှိတာဘယ်တာပေါ့နော်လုံးဝမရှိတော့တဲ့အခြေအနေတရက်ကိုနိဗ္ဗာန်လို့သတ်မှတ်တာဖြစ်ပါတယ်တချို့တွေကဘာမှမရှိတော့ဘူးဆိုတာကိုကြောက်ကြရပေါ့အမှန်တကယ်တော့လေလိုချင်မှုမှမရှိတော့ရင်ဆိုရင်လေလူစားလိုချင်မှရတာပဲမလိုချင်တော့ဘာမှရမှာမဟုတ်လीအဲ့တော့ ဒါကြောက်စရာတစ်ခုခြေနေတစ်ခုလို့လည်းမဟုတ်ဘူးလို့ပြောရမှာပေါ့နော်ပြီးလို့ရှိရင်ဘုံလို့ထင်တာလည်းရှိရပါတော့နိဗ္ဗာန်ဘုံလို့ခုအနေနဲ့ထင်တာခုနကလက်ပြီးဇမပြီးနော်လူပြီးငရဲပြီးဆိုပြီးတော့ဒါဘုံနေရှိကြရပါတော့ဒါပေမဲ့နိဗ္ဗာန်ဆိုတာဒီလိုမျိုးဘုံတစ်ခုမဟုတ်ဘူးခုနအခြေအနေတစ်ခုပေါ့နော်လောဘဒေါသမောဟတွေမရှိတော့တဲ့အခြေအနေတစ်ခုကင်းသွားတဲ့လုံးဝကင်းလောဘဒေါသမောဟလုံးဝကင်းသွားတဲ့အခြေအနေတစ်ခုကို နိဗ္ဗာန်လို့ခေါ်တာဖြစ်ပါတယ်။နိဗ္ဗာန်ရဲ့အကြောင်းကတော့ဒီနေ့တလောက်ပါပဲ။သိကျင်တာရှင်ကွန်မန့်မှာမေးလို့ရပါတယ်။အဲစကားပြောတဲ့နေရာမှာလာပြောလဲရပါတယ်။ဒီနေ့တော့တလောက်ပါပဲ။